နိုင်ငံတော်ရဲ့အတိုင်းအမြံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်ဟာဇွန်လ9ရက်နေ့ဒီသစံတော်ချိန်နနက်10:00နာရီကကနေဒါနိုင်ငံတိုယိုတိုမြို့မြို့တော်ခမ်းမမှာတိုယိုတိုမြို့မှာနေထိုင်ကြတဲ့မြမအတိုင်းအဝန်းနဲ့တွေ့ဆုံခဲ့တယ်လို့နိုင်ငံတော်အတိုင်းအမြံရုံးကသတင်းထုတ်ပြန်ပါတယ်။တွေ့ဆုံပွဲမှာတိုယိုတိုမြို့တော်ဝင်ကမိတ်ဆက်စကားပြောကြားခဲ့ပြီးနောက်ဒေါက်တာဆန်းစုကြည်ကအမှစကားပြောကြားရမှာပြည်ရင်းငြိမ်းချမ်းရေးအတွက်လူကျင်တဲ့ဗန်တိုင်းကိုအခုချိန်ထိမရောက်သေးပေမဲ့တိုးတက်မှုရှိကြောင်းထည့်သွင်းပြောကြားခဲ့တယ်လို့ထုတ်ပြန်မှုမှာဖော်ပြထားပါတယ်။ ဒေါ်ဆန်းစုကြည်ကငြိမ်းချမ်းရေးအတွက်ကြိုးပမ်းခဲ့တာကြပါပြီ။ကျမတို့တွေမဟုတ်ပါဘူး။အရင်အစိုးရတွေလည်းကြိုးပမ်းမှုတွေရှိပါတယ်။ဒါပေမဲ့လိုချင်တဲ့ပန်းနာအတီအခုတည်းကမရောက်သေးဘူးတိုးတက်မှုတော့ရှိတယ်ဆိုတာပြောနိုင်ပါတယ် ဘလို့ပဲပြပြပြည်အောင်စုငိမ့်ချင်ကြီးညီလာခံ27ရာစုပင်လုံးအစည်းအဝေးနှစ်ကြိမ်ကျင်းပပြီးပါပြီအားလုံးကကျင့်နေသလားဆိုတော့မကျင့်နေပါဘူးအစည်းအဝေးနှစ်ခုထဲနဲ့2ခု90ကြာခဲ့တဲ့ပြည်ရင်းစစ်ကြီးကိုအားလုံးအပြေရှာနိုင်မယ်ဆိုရင်ဒါဟာတော်တော်ထူးဆန်းမှာပဲဖြစ်ပါတယ်အထက်ကအရေးကြီးတာကစိတ်သက်ခိုင်မာဖို့ပါပဲငိမ့်ချင်ကြီးရအောင်လုပ်မယ်ဆိုတဲ့တန်တိတ်တန်ခိုင်မာဖို့ပဲဖြစ်ပါတယ်လို့ပြောကြပါတယ် ဒါအပြင်ဒေါအောင်ဆန်းစုကြည်ကကနေဒါကိုလာရတဲ့အထက်အအကြောင်းရင်းမှာ Foreign of Federation ဆိုတဲ့အဖွဲ့ကနေပြီးမိမိတို့ရဲ့နိုင်ငံရေးငြိမ်းချမ်းရေးဖြစ်စဉ်ကိုကူညီတဲ့အနေနဲ့ Federal Democracy နိုင်ငံရေးစနစ်အကြောင်းပုံမနာလည်အောင်ဖိတ်ခေါ်တာဖြစ်ကြောင်းနဲ့အခုလာတဲ့မြန်မာချစ်ကြည်ရေးအဖွဲ့တွေမှာတိုင်းဒါလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေပါသလိုအစိုးရအဖွဲ့ကိုယ်စားလှယ်တွေတမတော်ကိုယ်စားလှယ်တွေပါတယ်လို့ပြောကြားခဲ့ကြောင်းသိရပါတယ်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဟာကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau ရဲ့ဖိတ်ကြားချက်အရကနေဒါနိုင်ငံ င်ငံကို9ရက်ကြာကြွကြည်ရေးကီးရောက်ရှိနေတာဖြစ်ပြီးကီးစင်အတွင်းမှာကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau ၊ကနေဒါဘုရင်ခံချုပ် David Johnston တို့နဲ့တီးခြားစီတွေ့ဆုံခဲ့ပါတယ်။ဒါ့အပြင်ဒေါ်ဆန်းစုကြည်ဟာကနေဒါနိုင်ငံသားဝန်ကြီးကနေဒါနိုင်ငံအောက်လွှတ်တော်နဲ့အထက်လွှတ်တော်ဥက္ကဋ္ဌတွေနဲ့လည်းတွေ့ဆုံခဲ့သလိုကနေဒါမြန်မာလွှတ်တော်ချစ်ကြည်ရေးကော်မတီဥက္ကဋ္ဌဖြစ်တဲ့ကနေဒါအောက်လွှတ်တော်ဒူဥက္ကဋ္ဌနဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။